မင်္ဂလာပါဒီတစ်ခေါက်တော့ဆရာကဓမ္မပဒရေရဂါတာအမှတ်84ကိုဖတ်ရင်းနဲ့စာအုပ်တုပ်ကိုလည်းဖတ်ပြီးတော့တွေးမိတာပါဆရာဖတ်ပြီးတဲ့စာအုပ်ကလေးကတော့ last is more ရှင်တို့ application မှာတင်ပေးထားတဲ့ဘာသာပြန်ထားတဲ့စာအုပ်ကလေးပါအဲ့နှစ်ခုကိုဖတ်ပြီးတော့ဆရာတွေးမိတဲ့အတွေ့အကြုံလေးကိုစဉ်းစားရင်းနဲ့အခုလိုဝေငှဖို့ဆရာစိတ်ကူးကြသွားတာဖြစ်ပါတယ်အဲ့တော့ဓမ္မပဒရေမှာဘာပြောလဲဆိုတော့မိမိအတွက်လည်း တရားမဲ့တဲ့အလုပ်ကိုမလုပ်နဲ့သူတစ်ပါးအတွက်လည်းတရားမဲ့တဲ့အလုပ်ကိုမလုပ်နဲ့သားသမီးအတွက်လည်းတရားမဲ့တဲ့အလုပ်ကိုမလုပ်နဲ့ပစ္စည်းဥစ္စာအတွက်လည်းတရားမဲ့တဲ့အလုပ်ကိုမလုပ်နဲ့တိုင်းပြည်စည်းစိမ်အတွက်လည်းရုပ်မာတဲ့အကျင့်နဲ့တရားမဲ့တဲ့အလုပ်ကိုမလုပ်နဲ့ဘယ်ကိစ္စအတွက်ကိုမှ တရားမဲ့တဲ့မှုကိုမလုပ်နဲ့တီလာကိုစောက်ထိန်လို့ပညာရှိကုံလို့ တရားမှုကိုမျက်နှူလောတရားမှုကိုမျက်နှူတဲ့အတွက်ဓမ္မဘက်ကယက်တည်တဲ့သူတရားရှိတဲ့သူ ဖြစ်လာစီဘူးဆိုပြီးတော့ဂေါရမဗုဒ္ဓကလူရွာငိမ့်ချမ်းตายာဘူးအတွက်ဟောကြားညွှန်ကြားခဲ့တဲ့ဇာကားလေးပဲဖြစ်ပါတယ်တရားမမေ့အောင်ကြင့်ကြံနေထိုင်ခြင်းဟာကမ္ဘာလောကကိုကောင်းကျိုးပြုနိုင်တာပါလို့ဆရာကတော့မှတ်ယူပါတယ်အဲ့တော့ဆရာလူသားတွေဟာ မွေးချိန်ကစတေဆုံးချိန်အထိ နီးမျိုးစုံနဲ့လှုပ်ရှားယုံကံအသက်ဆက်ကြတာဟုတ်အဲ့တော့မိမိရဲ့ခန္ဓာနဲ့အသက်ကိုမွေးမြူရတယ်ဆောက်ရှောက်ရတယ်အဲ့လိုပဲယုံရင်းကံရင်းနဲ့အသက်ကိုမွေးမြူနေရင်းနဲ့ပဲပျော်ရွှင်မှုကိုလည်းဆရာတို့ကလိုချင်တောင်းတကြတာဟုတ်ပျော်ရွှင်မှုရဖို့အတွက်လည်းငွေကြေးကိုရှာဖွေရတယ်ငွေကြေးတွေများများရှာလေလေပျော်ရွှင်မှုတွေများများရလေလေလို့လူတွေကထင်ကြတယ်တကယ်တော့တဲ့ငွေကြေးကြောင့် ျော်ရွှင်ရတယ်ဆိုတာယာနှုံးပြိမမှန်ပါဘူး။တာယာလှပတဲ့တဘောင်ဝပဝင်းချင်းရဲ့ရေတန့်ရေကောင်းပေါက်နိုင်တာရေလေကောင်းလေတန့်ရှူဆိုင်ခွင့်ရတာရေကျမ်းမာရေအတွက်ညီညွတ်မြတ်တာတဲ့အစားအစာတွေစားနိုင်တောက်နိုင်တာတွေဟာတဲ့ပျော်ရွှင်မှု အတွက်အဓိကကြတဲ့အချက်တွေဖြစ်တယ်ဆရာတို့လူသားတွေကြီးပဲပျော်ဖို့ရွှင်ဖို့စိတ်ချမ်းသာဖို့ဆိုပြီးကိုယ့်အတွက်ပဲကိုကြည့်လို့မရပါဘူးတဲ့ဒီကဘာကြီးပေါ်မှာနေထိုင်ကြတာဆရာတို့ကြီးပဲမဟုတ်ဘူးဆရာတို့ ਨੇ တူတူတခြားတဲ့ဝါးရှိတယ်ပြီးတော့ဟောဒီကဘာကြီးကလည်းဆရာတို့ရဲ့အိမ်ကြီးဖြစ်တဲ့အတွက် ဟောဒီမြေကဘာကိုပါကျမ်းမာအောင်တန်ဆွမ်းအောင်ကျွန်တော်ကဆောက်ရှောက်ဖို့တာဝန်ရှိတယ်လို့စာရေးဆရာကပြောပါတယ်ဘလို့ဆောက်ရှောက်မလဲဆိုတော့ကဘာကြီးရဲ့ဂေဟစနစ်ကိုဟန်ချက်ညီအောင်ဆောင်ရွက်ပြီးတော့ဆောက်ရှောက်ရမယ်လို့ပညာရှင်တွေကဆိုပါတယ်ဒီနေ့ကဘာဟာအရှိန်အဟုန်အပြင်းနဲ့တွားနေတဲ့စက်မှုလုပ်ငန်းတွေအဲ့ဒီစက်မှုလုပ်ငန်းတွေဟာကဘာကြီးကိုတိုးတက်စေတယ်လို့ပြောကြတယ်မမှားပါဘူးသို့တော့ ကဘာကြီးရဲ့တိုးတက်စေမှုနဲ့အတူဂေဟစနစ်တွေကိုပျက်စီးစေတဲ့တရက်ခံတွေဖြစ်ပါကဘာသူကဘာသားတွေရလဲတည်တည်နဲ့ကိစ္စတရက်ဖြစ်လာပြီလို့ဆာကြီးဆရာက ပြောပါတယ်ဆရာကမနုဿဗေဒဘာသာရက်ကိုဆရာတိုက်သူမှာသင်ဘူးတယ်အဲ့တော့အခုလေထုတ်ကုန်နေထုတ်တယ်စားသုံးမှုနဲ့ဆက်နွယ်တဲ့ဘောကဗေဒပညာရက်ကိုမနုဿဗေဒပညာရက်နဲ့ချိန်ထိုးလေ့လာတဲ့ economist anthropologist လို့ခေါ်တဲ့စာရေးဆရာ Jason Hitker ကလည်းရေးထားတယ် last is more ပြောရမယ်ဆိုရင်တော့နည်းနည်းရှိခြင်းဟာများများပိုင်ဆိုင်ခြင်းမှလို့ပြောခြင်းပါတယ် okay ဆရာတို့ကဘာဂျိုကြီးဟာကဘာကြီးလုံးကြီးပေါ့လေဆရာတို့ကတော့ကဘာပေါ်မှာနေတဲ့လူတွေပေါ့တခြားကဘာကဂျိုတခြားကဘာကစัจကြောင်ရာတွေရပုံကူတွေရဆရာတို့ကိုလှမ်းကြည့်မယ်ဆိုရင်တော့ဂျိုပြပြကကဘာဂျူသားတွေပေါ့ဂျိုပြပြမှာနေတဲ့ကောင်တွေဂျူသားတွေပေါ့ အဲ့ဒီကဘာဂျိုသားတွေမိတင်းနေထိုင်တဲ့ကဘာကြီးဟာစီးပွားရေးကြီးပွားရေးတိုးတက်မှုနောက်တွေကိုဒလက်ဆက်မနာမနေလိုက်ရင်းလိုက်ရင်းလိုက်ရင်းနဲ့ပျက်စီးခြင်း၆ ကမ်းပါကြီးတဲ့ကိုအတင်းတွန်းချနေရတဲ့ကဘာဂျိုသားဖြစ်တဲ့ဆရလူသားတွေရဲ့လက်ထဲမှာပဲကဘာကြီးဟာရှိနေပါတယ်ကဘာကြီးပျက်စီးသွားအောင်လုပ်တာလေလူသားတွေပဲဖြစ်ပါတယ်လို့ပြောပါတယ်ဆရလူသားတွေကိုကြည့်ရအောင်ဒီကဘာမှာနေထိုင်ခဲ့ကြတာနှစ်ပေါင်း3သိန်းလောက်ပဲရှိသေးတယ်လို့ပညာရှင်တွေကပြောတယ်အဲ့ဒီအတိတ်ကနှစ်ပေါင်း3သိန်းလောက်ရှိခဲ့တဲ့ကာလဟာဆရဘိုးဘွားပြည်ပင်တွေဟာကဘာမြေပြင်ရဲ့ဂေဟစနစ်နဲ့အံဝင်ခွင့်ကြဖြစ်အောင် နေထိုင်သက်ရှင်ခဲ့နှစ်ပေါင်း3သိန်းရဲ့68ရာခိုင်နှုန်းသောအချိန်ကာလအထိဂေဟစနစ်ဟာ okay နေတယ်စုပြင်းနေတယ်ဟိုးရှိရှိတုန်းကရှိတဲ့ကပ္ပဦးခက်ကအမွေးရှိတဲ့စင်ကြီးတွေသွားအရှိကြီးတွေပိုင်ဆိုင်တဲ့ကြောင်မျိုးစုကြီးတွေဟိုကပ္ပပေါ်မှာပျောက်သွားပြီဒီနေ့ကမ္ဘာမှာဆရာတို့ရင်ဆိုင်ရတာအဲ့ဒီလိုပျောက်သွားတဲ့အကောင်တွေဘာလို့ပျောက်တာလဲဂေဟစနစ်ဖောက်ပြန်ပျက်စီးသွားလို့ပျောက်တာပါ ။ဒါဆိုရင်ကဘာရဲ့ဂိဟစနစ်ကိုစတင်ပျက်စီးတာဘာပါလဲ။ဘလို့စတင်ပျက်စီးတာလဲဆိုတော့သိကျင်ကြမှာပေါ့။အဲ့တော့ဒီအဖြေကိုဆိုင်ရေးဆရာကလွန်ခဲ့တဲ့နှစ်ရာစုအနည်းငယ်ကစတင်ပြီးတော့ အရင်ရှင်စနစ်တည်တွင်ကျလာတဲ့1950ပြည့်နှစ်ကာလတွေမှာတော့စက်မှုလုပ်ငန်းတွေဟာလက်မှုလုပ်ငန်းတွေကိုဝါမျိုးပလိုက်တဲ့အတွက်အရှိန်အဟုန်နဲ့ဆက်ယုံတွေပေါ်လာတယ်စီးပွားရေးအဆင့်တန်းတွေမြင့်လာတယ်ဆိုပြီးတော့ဆောက်တွေ့ရပါတယ်အဲ့ဒီအချိန်ကစပြီးတော့ကဘာကြီးရဲ့ဂေဟစနစ်ကပျက်စီးတော့တာပဲအရင်ရှင်စနစ်ရဲ့စီးပွားရေးရဲ့အဓိပ္ပာယ်ကိုစာရေးစုက ကိုပြန်ပေးနိုင်တာထက် ပူယူတဲ့စနစ်လို့တင်စားပြီးရေးဖွဲ့ပါအဲ့တော့ကျွန်တော်နေထိုင်တဲ့ကဘာကြီးပေါ်ဟာဂေဟစနစ်ဟာပြတ်သုံးသွားပါလေရောကဘာကြီးဟာဟန်ချက်မညီပဲသူ့ဝင်ရိုးပေါ်မှာလေနေရပါလေရောဟိုးရှိရှိတော့ကကြောက်ခက်လူသားတွေကတဘာဝတရားအပေါ်မှာကျွန်တော်လူသားတွေဟာ ဒုက္ခမပြီးခဲ့ကြပါဘူး။ကဘာကြီးရဲ့ဂေဟာစနစ်က97%လောက်နှိပါနေထိုင်ခဲ့တယ်လို့ဆရာပြောခဲ့တယ်လေ။အဲ့ဒီခစ်တွေညနေတဆင်ခစ်တွေပြောင်း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 တော့လူတွေကတိုးတက်လာတယ်။ဒီနေ့ခစ်လဲရောက်လို့ရောက်တော့လိုအပ်သည့်ထက်ပုံမှုဖြုံးတီးကြတယ်။စားနိုင်တောင်းနိုင်နာတွေထက်ပိုစားတာတွေတွေ့ရတယ်။ပြောရရင်ကဘာကြီးဟာ ဖွံ့ဖြိုးတိုးတက်မှုကြောင့်ပဲကမ္ဘာကြီးကကြီးထွားလာအဲ့လိုကြီးထွားလာမှုနဲ့အတူဖွံ့ဖြိုးတိုးတက်မှုနဲ့အတူကုန်ကြမ်းတွေကိုဆရာတို့အရန်လိုအပ်လာတယ်ရုပ်ကျွင်းလောင်စာတွေကိုအလွန်အကျွံသုံးဆွဲလာတယ်အဲ့တော့ကာဗွန်ထုတ်လွှတ်မှုတွေများလာတာပေါ့ကာဗွန်ထုတ်လွှတ်မှုတွေများလာတဲ့အခါမှာတော့ကမ္ဘာကြီးအတွက်ယာတီဥတုတွေကဖောက်ပြန်လာတယ်ပင်လယ်တွေနဲ့သမုဒ္ဒရာထဲမှာအက်ဆစ်ဒက်တွေပါဝင်မှုကမြင့်တက်လာတယ် ပြောမယ်ဆိုရင်တော့တဘာဝတရားကြီးပျက်စီးလာပါပြီလေဗျာတဘာဝတရားကြီးပျက်စီးလာတဲ့အခါမှာဆရုလူသားတွေဟာကဘာပေါ်မှာကြောက်စရာအကောင်းဆုံးပုံကူတွေဖြစ်လာပါတော့တယ်ဆရုလူသားတွေလှုပ်လို့ဒီကဘာကြီးဟာပျက်စီးတာပါကုလသမဂ္ဂရဲ့အဆိုအမိန့်အရဆိုရင်တော့ကဘာစီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကြမ်းထုတ်ယူမှုတစ်ခုတည်းကကိုတကဘာလုံးရဲ့ဇီဝမျိုးကွဲပေါင်း80ရာခိုင်နှုန်းကို ဆုံးရှုံးနေလို့ပြောပါတယ် ။ဒါကြောင့်ပဲဆရာတို့ climate change လို့ခေါ်တဲ့ရာသီဥတုပြောင်းလဲမှုတွေပေါ်လာတာပဲဖြစ်ပါတယ်။လူတော်တော်များများကစီးပွားရေးဖွံ့ဖြိုးလာတဲ့အခါမှာ ငွေကြီးချမ်းသာကြွယ်ဝလာမယ်ပူမိုကျန်းမာလာမယ်ပူမိုပျော်ရွှင်လာမယ်လို့ထင်ကြတယ်တခုခုကိုကြော်လွားတဲ့အချိန်မှာတိတ်အတုံးမဝင်တော့ဘူးလို့သာရေးဆရာကဆိုပါတယ်အဲ့တော့ချမ်းသာကြွယ်ဝပြီးတော့ခင်မီစနစ်တွေနဲ့နေထိုင်ရတဲ့အခါမှာကဘာပေါ်ကနိုင်ငံကြီးတွေမှာရှိတဲ့ပြည်သူပြည်သားတွေရဲ့ကျန်းမာရေးလူသက်တမ်းနဲ့ပျော်ရွှင်မှုဟာရိုးရိုးသားသားလုတ်ကင်စားတော့ကြတဲ့ဆင်းရဲတဲ့ဒေသကပြည်သူတွေထက်ပိုနေပါတော့တွေ့ရပါတယ် ြောမယ်ဆိုရင်တော့များများချမ်းသာတိုင်းပျော်ရွှင်တာမဟုတ်ဘူးလို့ပြောချင်တာအဲ့တော့ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ကမ္ဘာနိုင်ငံအသီးသီးကလူငယ်တွေရဲ့အိမ်မက်ပေါ့နော်အဲ့နိုင်ငံကိုသွားခြင်းတယ်ဘယ်နိုင်ငံလဲအမေရိကပေါ့အမေရိကကိုကြည့်လိုက်တဲ့အခါမှာအချိန်တွေများများအလုပ်လုပ်ရတယ်ဝင်ငွေများများရတယ်ဆိုတော့ဖီအားတွေအောက်မှာနေထိုင်ရဆက်တပည့်တယောက်ဆိုအမေရိကမှာအလုပ်လုပ်တယ်ဆရာရဲတဲ့တပတ်မှာ6ရက်လုပ်ရတယ်တခါတည်းရန်9ရက်ဆရာရဲတဲ့သူလုပ်တာကတော့ service ပေးတဲ့အဲ industry မှာဖြစ်မှာပေါ့အဲ့တော့တက္ကသိုလ်ရန် customer ကြားလိုက်တနေ့လုံးထမင်းမစားရတဲ့အခြေအနေတောင်ရှိရတယ်ပြောချင်တာကတော့အလုတ်လုတ်ချင်းရဲ့ pressure အောက်မှာလုတ်လုတ်ရတယ် bike ဆန်တော့ရတာပေါ့သူမပြော်ဘူးပြင်ပန်းလိုက်တာဆရာကြီးတဲ့အဲ့တော့အမေရိကမှာဘာဖြစ်လာလဲဆိုတော့ရှားဖွေဖို့အတွက်အချိန်ပေးရင်ငွေတွေရနိုင်တယ်အဲ့တော့ပြန်သုံးဆွဲရတဲ့အခါမှာလေငွေကြေးကိုအများကြီးပေးပြီးသုံးရတယ် အဲ့တော့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ဂျမားရေးပညာရေးအတွက်သုံးရတဲ့ပတ်စံတွေဟာမိုးထီအောင်မြင့်နေတဲ့အတွက်ပိုက်ဆံပိုက်ဆံပိုက်ဆံရှာအဲ့ရှာရင်းနဲ့နေမကောင်းထိုင်မကောင်းဖြစ်ပညာသင်ကြားဖို့လိုအပ်တာတွေပဲအဲ့ပိုက်ဆံပိုက်ဆံပိုက်ဆံနေနဲ့သုံးရင်းသုံးရင်းနဲ့ဘလူးဖြစ်လာလဲဆိုတော့ဂျမားရေးနဲ့ဆိုင်တဲ့ကုန်ကြစရိတ်တွေဟာတကစ်ကုန်ကြစရိတ်ထက်ပုံများလာတာကိုတွေ့ရတယ်။ပြောချင်တဲ့သဘောကတော့အမြတ်အစွန်း မြရဖို့အတွက်လှုပ်ထားတဲ့စနစ်ကြီးကိုအမေရိကန်မှာတွေ့ရတယ်။တိုင်းပြည်ကအလိုကြီးပြီးပြည်သူက အရနေနေတဲ့နိုင်ငံဟာအမေရိကန်ဆိုပြီးတော့စာရေးဆရာက တင်စားတယ်။အလိုကြီးပြီးအရနေတာမျိုးမဖြစ်စေဖို့အတွက်ဆိုရင်ねရှင်သန်ကြီးထွားနေတဲ့အရင်းရှင်စနစ်ကြီးကိုနှေးကွေးသွားအောင် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်တဲ့။ degrowth ပေါ့ growth အစား degrowth ဖြစ်အောင် လုပ်ဖို့လိုတယ်။ဟိုးအောက်ဆုံးကြောက်သွားအောင်လုပ်ခိုင်းတာမဟုတ်ပါဘူး။ degrowth ဆိုတာကစရုပ်နေထိုင်တဲ့ကမ္ဘာကြီးနဲ့ဟန်ကျင်ညီအောင်စီးပွားရေးလုပ်ငန်းတွေမှာ အရန်ကာရောတုံးဆွဲနေတဲ့ကုန်ချမ်းတွေတွိုင်းအင်တုံးဆွဲမှုတွေကို short ချရမှာပဲဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံအသီးသီးမှာတာဝန်ကြီးကြီးမားမားယူထားတဲ့အစိုးရတွေဟာ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာအရင်အနည်းများများမြုံနေတဲ့အဲ့လိုမျိုးဆောင်ရွက်ပေးခြင်းနဲ့ကမ္ဘာကြီးဟာစနစ်အတွက် အကျိုးကျေးဇူးကြီးကြီးမားမားရရှိစေတာပဲဖြစ်ပါတယ်။ဆိုပါစို့ public transportation system ပေါ့အများပြည်သူတည်ယူပို့ဆောင်ရေးစနစ်ကိုကောင်းအောင်လုပ်ပေးရမယ်ဆိုရင်ကားကိုပိုင်ရှိတဲ့ဒူတော်ဘတ်ကားပဲစီတော့ဒါဆိုရင်ကျတော်ကားကိုပိုင်ရှိတဲ့တယောက်သေးစီတဲ့ကိုပိုင်ကားမှာသုံးတဲ့ ဓာတ်စီရဲ့ရုပ်ကျွင်းလောင်စာတွေကိုတုံးလိုက်ရတဲ့ပမာဏညော့သွားမယ်အဲ့ဒီကားကထွက်လာတဲ့အိဇောငွေတွေမှာပါတဲ့ကာဗွန်နန်အောက်ဆိုက်တွေနဲ့ကဘာကြီးကိုပျက်စီးအောင်လုပ်တဲ့ပမာဏလျှော့သွားမယ်ဘတ်ကားပေါ်မှာလူ20 30 40 50 50ဝိုင်းစီးတာဖြစ်တဲ့အတွက်ဇာတို့ဒီ50စီးမှဒီဓာတ်စီတုံးပြီးတော့ကာဗွန်နန်အောက်ဆိုက်ထွက်တာကိုအများကြီးညော့သွားနိုင်ပါတယ်ဒါကြောင့်ဇာတို့တွေကပြီတူလူတုများများ အစဉ်ပြေမဲ့နီးတွေကိုဆောင်ရွက်ပေးခြင်းဖြင့်ကဘာကြီးရဲ့ဂီဟကိုပါလှမ်းထိန်လို့ရပါတယ်နောက်တစ်ခုကတော့ food waste ပေါ့လေအစာအတောက်လင်လွင့်မှုတွေပဲဖြစ်ပါတယ်ကဘာပေါ်မှာရှိတဲ့အစာအတောက်တွေအားလုံးရဲ့90ရာခိုင်နှုန်းဟာတစ်နှစ်မှာ2ဘီလီယံလောက်ရှိပါတယ်2ဘီလီယံလောက်ဟာနှစ်တိုင်းနှစ်တိုင်းအလဟသက်ဖြစ်နေပါ ါကြောင့်ကျွန်တော်တို့အဖွားတွေပါတယ်ငငယ်တော့ထမင်းစားရင်ထမင်းစီတွေကိုပြောင်းအောင်စားတော့စံတစီထမင်းတစီဖြစ်ဖို့ကလေသမားတွေဘလောက်တော့ပြင်းပန်းလေအဲ့တော့မသိပါဘူးထမင်းတစီရောဘာမှဖြစ်ပါဘူးပဲထင်တာဖေဟုတ်မလဲအခုရှောက်စားတော့ဆိုင်နေမှာမုတ်ဆိုင်နေမှာဟမ်ဘာဂါတွေမှာတချို့တွေနှစ်ကိုက်လောက်ကိုက်တယ်ပူတာမစားနိုင်တော့ဘူးအဲ့ဒီလိုမျိုး waste ဖြစ်တာနှစ်တိုင်းနှစ်တိုင်းမှာတန်ချိန်တော့အစားအသောက်တန်ချိန်2 billion လောက်တော့ရှိတယ်လို့စာရေးဆရာပြောပါတယ်။ဒါကြောင့် ဆရာအနေနဲ့ညီကုန်းချုပ်ရမယ်ဆိုရင်တော့ကဘာကြီးကျမ်းမာဖို့အတွက်ကဘာဂျိုသားဖြစ်တဲ့ဆရာတို့စဉ်းစားရမှာကဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြမလားဖွံ့ဖြိုးတိုးတက်တာကိုအချိန်လျှော့ပြီးတော့ကဘာကြီးကျမ်းမာအောင်ဆောင်ရွက်ကြမလားဆိုတာကိုစဉ်းစားဖို့ဆရာကတန်ကြောင်းခောက်လိုက်ချင်ပါတယ်ဒါကြောင့်ဆရာတို့အနေနဲ့ပြောရမယ်ဆိုရင်တော့ less is မောတဲ့ခေါင်းစဉ်ကစာအုပ်နာမည်ကနည်းနည်းရှိခြင်းဟာများများပိုင်ဆိုင်ခြင်းမာလို့ပြောခြင်းပါတယ်နည်းနည်းရှိပြီးတော့များများပိုင်ဆိုင်ရင်းနဲ့ကိုယ်ကဘာရဲ့ဂေဟာစနစ်ကိုထိမ့်သိမ့်နဲ့ကဘာဂျူသားတယောက်အဖြစ်ရက်တည်ပါလို့ဆရာပြောခြင်းပါတယ်ကဲဆရာဆောင်းပါလေဖတ်ပြီးပြီးနားထောင်ပြီးပြီးသေချာစဉ်းစားပြီးပြီးဆိုရင်နည်းနည်းရှိတာဟာများများပိုင်ဆိုင်ခြင်းဟုတ်မဟုတ်ဆိုတော့ကိုမိမိတွေးတော်ပြီးတော့ကိုယ်အယူအဆလေးနဲ့ comments တွေရေးမလား ဝင်ငှမလားပြောဆိုမလားဆိုတော့ကိုဆရာကကြိုဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီညီပါ channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်း channel facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်